အားလုံးပဲမင်္ဂလာပါရှင်။ဆရာကြီးမင်းသိန်းဟာရေဖျောင်းနိုင်တဲ့တူသောယောက်ျားဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဗဟန်းဘတ်တွင်မြမထမင်းဆိုင်ကြီးတဆိုင်ရှိခဲ့ဘူး၏။ထိုဆိုင်၏အမည်မှာရွှေညာသူဟူ၍ဖြစ်၏။ထိုရွှေညာသူထမင်းဆိုင်ပိုင်ရှင်မှာအသက်အရွယ်အားဖြင့်30မြားပဲရှိသေးပြီ။ထိုဆိုင်ရှိမင်းကလေးမှာအညာဒေသမှအတော်အတန်ကျွဲဝါသောမိဘများမှပေါက်ဖွားလာသူဖြစ်၏။တို့ရတွင်၎င်း၏မိဘများမှလည်းနှစ်အတန်ကြာကားပင် ရှေ့စဉ်နောက်ဆက်ဆိုသလိုကွယ်လွန်သွားကြပြီဖြစ်၏ထို့အခါမင်းကလေးသည်မိဘများ၏အမွေကိုရလိုက်တော်လဲဆွေမျိုးရင်းချဟူ၍မရှိရကစီးပွားရေးကိုလည်းမြည်သူမြည်ပုံလောက်ကန်ရမည်ဟုမတွေ့တတ်အောင်ရှိနေလေ၏ထိုချိန်၌ပင်၎င်းငယ်စဉ်ကထိန်းချောင်းခဲ့သောဒေါ်ပုဆိုသည့်မိမကြီးသည်ခုကိုရမဲဖြစ်က ရောက်ရှိလာလေ၏ထို့ကြောင့်ထိုရွှေညာသူမင်းကလေးမှတိုးတိုးပေါ်တိုင်ပင်ပတ်လိုအပ်နေစဉ်အတွင်ဒေါ်ပုကြီးရောက်လာသည့်ဖြစ်အဆင်ပြေသွားလေတော့၏ဒေါ်ပုရဲ့ တနေ့မှာအတွင်းပစ္စည်းလေးတွေကလည်းရှိလေတော့ဆွေမျိုးနိဇာဆိုတာတွေကိုလည်းခေါ်ပြီးမထားရဲဘူးဆွေမျိုးရင်းချရဲ့လူကလည်းမရှိပြန်ဆိုလေတော့အခက်ကြုံနေတော့ဒေါ်ဘူးရောက်လာတာတင်းတင်းဖို့တော့ဝမ်းသာလို့မဆုံးပါဘူးဟူပြောလိုက်ဤထို့အခါဒေါ်ဘူးကလည်းဟဲ့တင်းတင်းနင့်ကိုရှင်းရှင်းပြောရရင်နင့်ကိုခင်လွန်းလွန်းလာတာမဟုတ်ဘူးငါ့မှာယောက်ျားနဲ့ကွဲပြီးခိုးခိုးရမယ်ဖြစ်နေလို့ဒီအိမ်ကိုအရေးဆုံးပြီးလာခဲ့တာပဲ ဒီရောက်မှညီရဲ့မိဘငါရဲ့ကျေးဇူးရှင်တွေမရှိတော့ဘူးဆိုတာသိရတယ်။ဟိုအဖြစ်ပြက်ကိုပြောလိမ့်ဤ။ဘလို့ကြောင့်နဲ့ပဲရောက်လာရောက်လာ တင်းတင်းတယောက်ထဲထားပြီးတော့တော့ထွက်မသွားနဲ့တော့ဘူးရဲ့။ဟိုတင်းတင်းကပြောလိုက်ရာဒေါ်ဘူးကမသွားပါဘူး။ကုန်းနဲ့ကော်ထုတ်တော့မသွားပါဘူး။ဒီရထွက်သွားပြီးရင်ငါဘယ်မှသွားနိုင်မလဲ။ဘလို့စားမလဲ။ညီလိုအမွေရထားတဲ့တတိမလေးတောင်နဲ့တူနေရတာ။ငါအဖို့နေဖို့လည်းမပူရ။စားဖို့လည်းမပူရ။ဝှက်ဖို့လည်းမပူရဘူး။ဟင်း။ ငါဒီလောက်မိုက်ပါမလားတင်တင်ရဲ့ဟူပြောလိုက်လေဤကဲဒီလိုဆိုရင်တင်းတင်းငငယ်တုန်းကဒေါ်ပူကြီးဘာဖြစ်လို့ဒီရင်ရထွက်သွားလဲဟူတင်းတင်းကမေးလိုက်ရာဒေါ်ပူကဩဒါလားဒါညီတို့ဖေထောင်ထားတဲ့ဝေးပြေးလော်ရီကားကြီးက driver ကိုစန်းတုတ်ကြီးနဲ့ခိုးရလိုက်ပြီတာအဲ့ဒီတုန်းကငါယူတုံးမိုက်တုံးညီတို့ရွယ်လောက်ရှိသေးတယ်ဟူပြောလိုက်လေဤဟမ်တင်းတင်းကတော့ယူလည်းမယူဘူးမိုက်လည်းမမိုက်ဘူးဟူတင်းတင်းကပြန်၍ပြောလိုက်လေဤ ထားကြောင့်ညီအပြိုကြီးဖြစ်နေရတာပေါ့ငါမှတော့အသက်စိတ်တောင်မပြည့်သေးခင်ကကိုဆန်တုတ်ကြီးအနှုကောင်းတာနဲ့လိုက်ပြေးမိတာအဲ့ဒီမှာရင်ရေတိမ်နစ်တော့တာပဲဟူဒေါ်ပူကြီးကပြောလိုက်လေဤအဲ့ဒီလိုလိုက်ပြေးပြီးနောက်တော့ဘာဖြစ်လို့ဦးဆန်တုတ်ကြီးနဲ့ကွဲသွားတာလဲဟူတင်တင်ကပြန်၍မိလိုက်လေဤမကွဲလို့ရမလားတင်တင်ရဲ့ဒီလူကြီးကသူ့ကိုယ်သူလူပြိုးဆိုပြီးတော့ငါ့ကိုညာပြီးခိုးသွားတာသူ့မျိုးလဲရောက်ရောတားကြီးများကြီးရှိတယ်ဆိုတာသိရတော့တာပဲ ဟူဒေါ်ဘူးကပြောရင်ကရမရင်တွေကိုငဲ၍မောလိုက်လေ၏အဲ့ဒီကနောက်ဘလို့ဖြစ်ရပြန်တာလဲဟူတင်းတင်းကမေးမြန်းလေ၏ဒီလိုဟေးကုဆန်လုံးကြီးကငါ့ကိုဘကိုးဆိုင်ကနိုင်ပတ်မှာအင်္ဂန်ကလေးငါ့ပြီးထားတယ်အစမှတော့တရချားနှစ်ချားငါ့စီလာတယ်ဈေးဘိုးတွေဘာတွေလဲမှန်မှန်ပြီးတယ်နောက်တော့တလားနေလို့တစ်ခေါက်တောင်မရောက်တော့ဘူးအဲ့ဒီလိုမြောက်တဲ့အခါမှာအစတော့ငါ့မှာအတော်ဟုတ်ပဲအားငယ်မိသေးတယ် နောက်တော့ဒင်းမလာလဲငါ့အဖိုးပွေးတော်ကြီးဖြစ်နေတော့တာပဲဟူဒေါ်ပူကပြောလေ၏ထွက်ခါတင်းတင်းသည့်မျက်လုံးကလေးအကြောင်းသားနှင့်ဒေါ်ပူမျက်နှာကိုလှမ်းရွေကြည့်ရင်ဘလို့ကြောင့်ဥထန်တို့ကြီးမလာတာနဲ့ဒေါ်ပူအတွက်ပွေးတော်ကြီးဖြစ်နေရတာတော့ဟူမင်းလိုက်လေ၏ဟဲအဲ့ဒီအချိန်မှာငါငါနေတဲ့အိမ်ရဲ့မျက်ဆောင်တို့မှရှိနေတဲ့မိကျောက်တို့တွေ့ကြိတ်တို့တရီချိုးတို့ရောက်တဲ့ကလာနဲ့တိတ်တိတ်ပုံဖြစ်နေကြတာ哦ဟူဒေါ်ပူကပြောလေ၏ ဟွန်းဒေါ်ဘူကြီးကလည်းယောက်ျားတယောက်ယူပြီးပြီးမကောင်းမှန်းသိရရက်တန်းကရက်လိုက်ပေါ့ထပ်ပြီးရှုပ်သွားသေးတယ်ဟူတင်းတင်းကပြောလိုက်လေဤထွက်ခါဒေါ်ဘူတီအနီးချီစေပေါ်လိုက်ကိုကောက်ယူ၍မင်းကြီးခြိုက်ဖွာရင်ယောက်ျားဟာဆိုတာငါ့ဖို့တော့ဖျောင်းနိုင်တူလေးတူလောက်တောင်တမ်းမမထားဘူးဟဲ့ဒါပေမဲ့မိမရှိတဲ့ညမှာဖျောင်းနိုင်တူလေးရလေအသုံးဝင်နေပြန်ရောမဟုတ်လားအားကြီးညရာမှာဖြောင်းနိုင်အတူကလေးတူတူတောင်မရှိရင်မဖြစ်တလို့ရေ။ယောက်ျားဆိုတဲ့သရဝါဟာလည်း တခါတလေမှောင်ကြီးတဲ့စံတဝဝနဲ့ရှောက်ရမယ့်အဖြစ်မှာလိုအပ်တယ်ဟူပြောလိုက်လိဤထွက်ခါတင်းတင်းသည်ဒေါ်ပူဤစကားကိုနားထောင်ရင် တခိခိရေမောလီတော့ဤရေမောပြီနာဒေါ်ပူပြောလိုက်တော့မှာပဲယောက်ျားတွေကဖျောင်းနိုင်ဖြစ်သွားတော့တယ်ဟူပြောလိုက်လိဤအစ်စ်ပဲဟဲ့ငါသေးရကြောက်တတ်တယ်ပြီးတော့အိမ်သားကိုလည်းညဘက်မှာတက်လိရှိတယ်အိမ်သားတက်တဲ့အခါမှာငါယူထားတဲ့ယောက်ျားအလုံးအိမ်သားအပြင်ဘက်မှာမတက်ကလေးရက်ပြီးဆောင်းခိုင်းတာပဲ ရှောင်းချမရှိတဲ့အခါကျတော့အိမ်သားတွေကရေအိုးနှကန်လေးပေါ်မှာဖျောင်းနိုင်အတူကလေးထွန်ပြီးတက်ရတာပေါ့အဲ့ဒီတော့ငါကယောက်ျားဆိုတာညာဘက်အိမ်သားတက်ရင်အဖေါ်လိုက်ခိုင်းမှုလို့သဘောထားတာဒင်းတို့မရှိရင်တော့ဖျောင်းနိုင်အတူကလေးအားကိုးရတာပဲဟူဒေါ်ပူကြီးကအာရပါရပြောလေတော့ဤတင်းတင်းမမှုဒေါ်ပူကြီးစကားကိုသဘောကျသဖြင့်တခစ်ခစ်ရဲနေလေဤထိုအခါဒေါ်ပူကဒီမှာတင်းတင်းငါမရှိရင်ညီလေယောက်ျားယူခြင်းယူ မယူရင်တော့ညာရင်ညာတာမှာအခက်တွေ့လိမ့်မယ်။ဟူပြောလိုက်လိမ့်ဤ။ဟွန်းဟွန်းတင်းတင်းယောက်ျားမျိုး။ဒါပေမဲ့ဒေါ်ပူကြီးလိုလဲယောက်ျားတွေကိုဖျောင်းနိုင်လို့သဘောမထားပါဘူး။ဟူတင်းတင်းကပြန်ပြောလိုက်လိမ့်ဤ။အထက်ကဆိုခဲ့သည့်အတိုင်းဒေါ်ပူကြီးရောက်လာပြီနော်။တင်းတင်းအဖိုးဆဆရရအဆင်ပြေသွားခဲ့ပြီဖြစ်ဤ။နောက်ဆုံးတွင်မြည်သည့်စီဝါရေးမှမနှုတ်ဖဲ။မိမသားနှစ်ဦးနဲ့တိုက်ကြီးတစ်လုံးအတွင်း၌နေထိုင်ခြင်းသည်မသင့်တော်ဟူဒေါ်ပူကဆိုသည်ဖြစ်။ထိုတိုက်ကြီးကိုရောင်းချကား ရန်ကုန်မြို့ဗဟန်းဘတ်တွင်အတော်တန်ကြွေအတော်တန်တက်ရက်သောအင်္ဂလိပ်တလုံးပါတီမြေခွဲတစ်ခွက်ကိုဝယ်ယူလိုက်လေ၏ထို့နောက်ချွေညာသူဟုအမည်ရသောထမင်းဆိုင်တစ်ဆိုင်ဖွင့်လိုက်၏ဒေါ်ပူကြီးအားချက်ရေးပြုတ်ရေး၌ကုညီရအတွက်မင်းကလေးနှစ်ဦးကိုလည်းခေါ်ထားလိုက်လေ၏ထို့ပြင်ယောက်ျားလေးစပွဲတို့၃ဦးကိုလည်းတလ30ကျပ်ဖြင့်ငှားရမ်းထားသည်၏တင်းနေမမူကောင်တာစပွဲ၌ထိုင်ရင်းငွေသိမ်းခြင်းနှင့်သွားကြထူးထံပေးခြင်းအလုပ်ကိုသာလုပ်ရလေ၏ ။တင်းနိုးဤရွှေညာသူထမင်းဆိုင်မှအ धिक လူကြိုက်များသောဟင်းမှာပဲကျင်းနှစ်နှစ်မကြီးရွတ်တော့ဖြစ်၏။တင်းနိုးဤဆိုင်တွင်ထမင်းလာကပေး၍စားရန်အတွက်လူတယောက်လာ၍ပြောသည်ဖြင့်တင်းနိုးကလက်ခံလိုက်လေ၏။ထို့သူဤအမိမှကိုအုံးသာဟူ၍ဖြစ်၏။ကိုအုံးသာသည်အစိုးရယုံကြည်တယုံမှ VC ခေါ်ဌာနခွဲဆေးရေးကြီးဖြစ်၏။၎င်းကိုအောင်သာသည်ထမင်းစားသောအခါတိုင်း၌စားပေါ်သည်စားလေသည် အချင်းပေါ်သည်အယူများသည်ဟုအစင်သဖြင့်ကြီးများလေးရှိ၏ထို့ကြောင့်တင်းတင်းနှင့်မကြခနာစကားများရလေတော့၏တင်းတင်းသည်ကိုုံးသားကြီးနှင့်စကားများတိုင်းဒေါ်ပူကြီးအားကိုုံးသားကြီးတင်းတင်းဖြင့်ကြီးလို့ကိုမရဘူးအဲ့ဒါဒေါ်ပူကြီးသူ့ကိုယူလိုက်ပါလားဒါမှဒေါ်ပူညာဘက်အင်သာတက်ရင်အင်သာနားမှာဆောင်ရတဲ့ဒုက္ခ तू တွေ့သွားမယ်ဟုပြောလေ၏ထို့အခါဒေါ်ပူကညာဘက်အင်သာတက်ဖို့တော့ဒီကောင်းမျိုးမယူပါဘူးခေ ဖျောင်းနိုင်တူလေးတို့ရှင် ပြီးတာပဲဟိုပြန်ပြောလေဤထွက်ခါတင်းတင်းကဒီလူကြီးမျိုးဟာဒေါ်ပူပြောသလိုဖျောင်းနိုင်တိုင်းလောက်ပဲသဘောထားဖို့ကောင်းနေဟိုပြောလိုက်လေဤထွက်ခါဒေါ်ပူကြီးတီတဟဲဟဲရဲရင်တချို့ကစီနေတဲ့လူတွေကဖျောင်းနိုင်ကိုကြကြသုံးရအောင်ဆိုပြီးရေစိန်ထားလေရှိတယ်အဲ့ဒီရေစိန်ထားတဲ့ကစီနေဖျောင်းနိုင်ကထွန်းတဲ့အခါတိတ်ပြီးအတန်မြည်တယ်ဟော်ဒီအုံသားဆိုတဲ့အကောင်လဲ ဖြစ်တော့ဖြစ်တော့နဲ့အတန်မြင့်တဲ့ဖျောင်းနိုင်ကြီးမိထွန်းရတယ်လို့ပဲဟုတ်ပြောလိုက်လိမ့်ဤတင်းနေတို့ဆိုင်တွင်ဆေးရည်ကြီးအုံသာလာပြီးဖြစ်စတင်စားတော့ပြီးမကြာမီနိုင်ပင်အချမ်းလူတယောက်လည်းလာပြီးဖြစ်စားတော့ပြန်ဤထို့သူမှာကိုညိုးဆိုသူဖြစ်ဤ၎င်းကိုညိုးသည်ပကြီးဆရာတယောက်ဖြစ်ဤသူသည်ထမင်းလကပေးပြီးစားသည်ဆိုတော့လဲဆိုင်သူမှန်မှန်လာသည်မဟုတ်တခြားတွင်အစင်းသင်းသလိုစားခြင်းစားလိုက်ဤတခါတည်းရန်တလားလုံးတွင်ဆယ်ရက်လောက်သာလာ၍စားလေးရှိဤ ထို့ကြောင့်၎င်းလာပြေစားသောနေများ၌တင်တင်တို့အနေနဲ့မစားဖြစ်သောရံများအတွက်ထောက်ထားကဟင်းအပူများထည့်ပေးလိရှိ၏။ဤသို့ထည့်ပေးသည်ကိုစေကြီးကိုအောင်သားကမနာလိုမရှုစိမ်ဖြစ်လိရှိ၏။တင်တင်ဒီကိုညိုနှင့်ပတ်သက်၍တော့ပုအားတော့ပုကိုညိုကြီးကကြီးတော်မများဘူး။စားချင်တဲ့နေမှာလာပြီးစားတယ်။ဒါပေမဲ့သူလာတိုင်းအရက်နှံကပါလာတာကြီးပဲ။တော့ပုအဲ့ဒီကိုညိုကြီးကိုယူလိုက်ပါလား။ဒါမှညဘက်အင်တာတက်တဲ့ခါတရင်ကြောက်ရတော့ဘော့။ ဟုပြောလိုက်လေ၏ထို့အခါတော့ပုကအိန္ဒာအဖော်လိုက်ဖို့တုံးယုံကတော့ဒီလိုရသမားမျိုးမယူသေးဘူးဖျောင်းနိုင်တထုပ်ပဲထားမယ်ဟိဟုပြောလိုက်လေ၏ကိုညိုကြီးကသဘောတော့ကောင်းပါတယ်၏သူကဘာနဲ့တူလဲဆိုတော့ထွန်းထားတဲ့ဖျောင်းနိုင်နဲ့မတူဘူးခြေတရားခြေကျင်လို့တက်စီထွန်းထားတဲ့ဖျောင်းနိုင်နဲ့တူတယ်အဖော်ပေါင်းနဲ့ထွန်းထားတဲ့ဖျောင်းနိုင်ဆိုတော့ကြကြမခံဘူးအကြီးပြောသွားတော့တာပဲ ူတို့အချင်းချင်းအပူတွေဟပ်ပြီးအကြီးပြိုသွားတာပေါ့အဲ့ဒီမောင်ညိုတို့လိုယောက်ျားမျိုးကအဖော်ပေါင်းနဲ့တွေ့ရင်အင်ကိုသတိမြင့်ရပဲပြိုစလိုနေမဲ့ယောက်ျားမျိုးပဲဒင်းဦးယူတဲ့မိမတော့ပလင်းဝင်ရောင်းစားရမယ်သူကတော့ဝေးသေးဟူတော့ပုကမိကရွယ်ကပြောလိဤထို့နောက်တွင်ကလာကပေးစားတော့ဗီဒင်းဆရာတယောက်ရောက်လာပြန်သည်ထိုဗီဒင်းဆရာဤနာမည်မှာကိုပါလေးဟူ၍ဖြစ်၏၎င်းကိုပါလေးသည်ထမင်းဆိုင်သို့ရောက်သည့်အခါ၌ ယနေ့ဖို့ဗနယောက်ကိုဗီဒင်ဟောခဲ့ရသည်ဟောခဲ့ရသောပုဂ္ဂိုလ်များတဲ့တွင်မိမြအဆင့်အတန်းမြင့်သောသူများပါသည်ညံပူဇော်ကမိမြကတော့သွားသည်စသဖြင့်မိသူသူစုံတယောက်ကမှမမေးပါဘဲလျက်ပြောလေးရှိသည်တို့ရတွင်များသောအဖြစ်ထမင်းလာကားကို ကြည်အောင်ပေးနိုင်သည်ဟု၍မရှိပဲအဆင့်တစ်ဖြင့်၅ချက်ကြံ၁၀ချက်ကြံဖြစ်နေတတ်၏ထို့ကြောင့်တင်းတင်းကဒေါ်ပူကြီးအားဒေါ်ပူဗီဒင်ဆရာဥပါလတို့လိုယောက်ျားမျိုးကဘလို့ဖျောင်းနိုင်မျိုးတဲ့ပါသလဲဟိုမေးလိုက်ရာဒေါ်ပူက သူကဝါစုဖျောင်းနိုင်လို့ဟာမျိုးဟဲ့ဝါစုဖျောင်းနိုင်လို့ဟာကကြည်လိုက်ရင်တော့ဟဲ့နဲ့ဟမ်းနဲ့တကယ်တကယ်ထွန်းကြည့်လိုက်တော့လေဘာမှမဟုတ်ဘူးဖျောင်းနိုင်ကလည်းပတ်စစ်စီနေအထဲမှာလေးခိုးနေတာတွေကလည်းပါသေးထွန်းတော့လေကြကြမခံဘူးဗီဒင်စီယာပါလစ်တို့လူလူကအဲ့ဒီလိုပဲလေးတိတ်များတာဟူပြောလေဤဤသူနဲ့တင်းတင်းလို့ဆိုင်သည်တဖြည်းဖြည်းအသားကြွရလာလေတော့ဤစားသောက်သူများမှလည်းဆိုင်ဤလက်ရာကိုတီးတော့အဖြစ်တို့ရောက်ရှိနေသည်ဖြစ်ရာ ဖွင့်ကြခဲ့သူရောင်ရသည့်နေ့အလွန်ရောင်ရပြီမရောင်ရသည့်နေ့ချက်ထားသောထမင်းများပိုနေသည့်အဖြစ်သို့မရောက်တော့ပြီရောင်ရသောပကံအရေးအတွက်ပုံမှန်ကဲ့သို့ဖြစ်သွား၏တင်းတင်းလဲထိုလုပ်ငန်းအပေါ်၌အကျိုးအမြတ်တိတိတသားတိုးတက်လာသည့်ဖြစ်ရာအလုပ်ပေါ်တွင် ရခင်ကားအထက်စိတ်ဝင်စား၍လာလေတော့၏ဤသို့နေလာခဲ့ရာ တနေ့တွင်ဆိုင်သို့လူတို့ဦးရောက်ရှိလာလေ၏ထိုသူသည်ဆိုင်ဤတောင်ဆောင်ဇပွဲတွင်ရွေးထိုင်ပြီးထမင်းစားမယ်ဝတ်သားနဲ့ပြပါအဲ့ဒါပတ်စံဘလောက်ကြတယ်လဲ ဟူမေးလိုက်ရတင်းတင်းကစားပြီးမှပြေးလဲရပါတယ်ရှင်ဟူပြန်၍ပြောလိမ့်ဤကျောက်ထမင်းအပေါ်ပကံတွေဘာတွေမယူဘူးတခါတည်းတွက်လို့ပြီးပါတယ်ဘလောက်ကြာတလဲဟူထိုးသူကမင်းပြန်လိမ့်ဤအဲ့ဒါလေစားပြီးမှပြေးပါဟူတင်းတင်းကပြောရထိုးသူကဘလောက်ကြာတလဲဟူထမင်းလိုက်ဤငါချက်ကြပါတယ်ဟူတင်းတင်းကပြောလိုက်ရထိုးသူဒီငါချက်တန်တရထုတ်ကစပွဲတို့ကလေးအားဟဲ့တငယ်ဒီမှာငါချက် ခမင်းဟင်းတွေလာချပြီးမင်းတို့လည်းအနားမလာကြနဲ့။ဘာယူအောင်လဲလို့လည်းလာမမင်းနဲ့။ဘာမှမယူဘူး။ဟူပြောလေတော့ဤ။တင်းတင်းဒီထိုလ်လူအားထူဆန်းစကဲတို့ကြည့်နေလေတော့ဤ။ထိုအချိန်တိုင်းမှာပင်စပွဲတို့ကလေးဒီခမင်းဟင်းတို့စရာငများဤများကိုသူဤစပွဲတို့လာရေးချပြီးလေဤ။ထို့နောက်လက်ဆေးစလုံးလေးလာရေးချပေးပြီးလျင်ထို့သူဤစပွဲမှာရှောင်ရေးသွားကြလေဤ။ထို့သူဒီလက်ကိုဆေးပြီးနာသူဤခမင်းပကံမတော်သူဟင်းပကံတစ်ခုလုံးကိုမှောက်ချလိုက်လေဤ။ ပီလီယံတို့စရာများကိုတကြွကြွဝါ၍ခတ်တုတ်တုတ်ခတ်လွတ်လွတ်ဆားလိုက်ရာခနာချင်းမြင်ပြီးသွားလိတော့ဤထို့နောက်လက်စီလက်တုတ်ခာတွားကြထိုးတံကိုမျှမတောင်းမဲထွက်သွားလိတော့ဤနောက်တစ်နှစ်တွင်လဲထိုးသူ ရောက်လာပြီးတင်းတင်းဤစပွဲပေါ်သို့ငါချက်တန်တရွက်တင်သွားပြီးဝတားနှင်းဟူပြောကဇမန်းကြီးကထိုင်ခဲ့သောဒေါန်စပွဲသို့တွား၍ထိုင်လိဤထမင်းဟင်းများရောက်လာသောအခါ၌လေဇမန်းကြီးကကဲ့သို့ပြင်ထမင်းပကံနှင့်သို့ဟင်းပကံတစ်ခုလုံးပုံချကာဆက်တောက်၍ထွက်သွားပြန်လိဤ ထို့သူသည်ဤနည်းအတိုင်းတလားခံစားတော့လာခဲ့ပြီဖြစ်၏။လာသည့်အခါတိုင်းလည်းဝတ်သားနှင့်ဟုပြောကစားတော့ပြီးမိသူကိုမှအပေါ်စကားပြောခြင်းမရှိခဲ့ပြီ။တင်းတင်းအပါဝင်တဆိုင်လုံးသည်ထို့သူအားကောင်းစွာမှတ်မိနေပြီဖြစ်၏။ထို့သူလာသည့်ကိုမြင်လျင်ဆိုင်သူမရောက်ခင်ကပင်ဝတ်သားနှင့်တပွဲဟုကြွတင်၍អော်ထားလိုက်လေ၏။ထမင်းလာကပေးစားသောဆရေးကြီးကိုအောင်သာပကြီးဆရာကိုညိုဘေးတင်ဆရာကိုပါလက်တို့ပင်၎င်းအားမှတ်မိနေပြီဖြစ်၏။ တနေ့တွင်ထိုးသူသည်ဆိုင်내သို့ဝင်လာပြီးတနေ့ဤဇပွဲပေါ်သို့ငါးချက်တန်တရွတ်တင်လိုက်လျင်ဗီရင်ဆရာကိုပါလေးကထုံးစံအတိုင်းဝါသားနဲ့ပဲလာမိတ်ဆွေဟူမေးလိုက်လေ၏ထိုးသူသည်ဗီရင်ဆရာကိုပါလေးအားအံ့ဩသောမျက်နှာထားနှင့်ကြည့်လိုက်၏ထို့နောက်ခမရဒီဆိုင်ရဇပွဲတို့လားဟူမေးလိုက်လေ၏ထိုအခါကိုပါလေးကဟုတ်ပါဦးဗျာကျုပ်ကဗီရင်ဆရာပါဟူပြန်ပြီးပြောလျင်ထိုးသူက ဖီရင်စီကဘာဖြစ်လို့ထမင်းဆိုင်ကိစ္စမှာဝင်ပြီးပြောရတာတော့စပွဲတို့လှုပ်ချင်လို့လေ့ကျင့်နေရလားစပွဲတို့လှုပ်ချင်ကြောက်ထိုင်မဲ့စပွဲကိုသွားပြီးအဝတ်နဲ့တုပ်လိုက်ဟိုမှာဟင်းဆက်တွေကျနေတယ်ဟူပြောလိုက်ရဖီရင်စီကကိုပါလစ်လေချက်ချင်းဒေါသဖြစ်ချင်းတို့ကြောင့်ညနာတစ်ခုလုံးနေရဲသွားလိတော့ဤကြောက်ကဘာဖြစ်လို့စပွဲတို့လှုပ်ချင်မှာလဲဟူကိုပါလစ်ကဒေါနဲ့မောနဲ့ပြန်ပြောလိုက်လေဤခမရဘာဖြစ်လို့ဝတ်သားနဲ့စားမလားလို့မေးရတာလေဒါကစပွဲတို့မေးရမယ့်စကားဗျဒီမှာကို့လူ ဦးကြောင်ကြောင်မလုံးနဲ့နာပါမယ်။ဟူဆိုကထို့သူလဲ၎င်းဤနေရာသို့သွားပြီးထမင်းပကံနဲ့သူ့ဟင်းများတွန်ချကစားတောင်းနေလေတော့ဤ။ထို့သူထွက်သွားသောအခါဘီဒင်းဆရာ ကိုပါလက်ကအနီးနားမှသူများအားအချက်ပြေစိန်သောငါ။ကျုပ်ကလည်းသတိမထားမိဘူး။ဒီလိုချိန်မျိုးမှာခက်ရံဒေါသဖြစ်တဲ့တဲ့။ကျုပ်လက်ပေါ်မှာအင်္ဂါနင်းပြီးစမ်းပေါ်မှာစီတံရောက်နေတယ်။ဟူပြောလိုက်ရာ ပကြီးဆရာကိုညိုကြီးဟာဒီမှာဗီဒင်းဆရာကြီး လက်ပေါ်အင်္ဂါနင်းလို့လည်းမဟုတ်ဘူးခေါင်းပေါ်မှာယာဟုနင်းလို့လည်းမဟုတ်ဘူးခမည်းပါဇက်ကြီးအငိမ်မနေနိုင်လို့ဖြစ်တာဟိုလူမှာဘာမှပြင်မချိဘူးသူ့ဘာသာကြက်သားနဲ့ပဲဆာဆာဝါသားနဲ့ပဲဆာဆာခမည်းလုံးမှာမဟုတ်တာဟူပြောလိုက်လိဤထိုအခါကိုပါလက်ကဒီမှာပကြီးစရာခမည်းမသိဘူးမတ်ဆိုတဲ့အင်္ဂါဂျိုကလက်ပေါ်ကိုဒီဂရီခိုင်နင်းလိုက်ရင်တိတ်ပြီးဆိုတဲ့ကိုလူပြီးတော့ကျုပ်ကကန့်ညက်နေတာစနေထူလာအဝါအန္ဒရာ ရဟပြန္ဒရာစားနေတဲ့အချိန်မြဟူပြောပြန်လေ၏တို့ရတွင်ပကြီးဆရာကိုညိုကရပန်ဒရာတွေဂွတ်တန်ဒရာတွေကြောက်မသိဘူးခမရရှာရှိတဲ့လူတယောက်ဖြစ်လာတာတီးကြတယ်ဘာတန်ဒရာတွေပဲရောက်ရောက်ခမရနင်းရဲ့ရိုက်ခံရမှာပြီးမဲ့လူစားပဲဟူပြောလိုက်လေ၏ထို့နောက်၎င်းတို့လည်းထမင်းစားပြီးအရှူရှူထွက်သွားကြလေ၏ထို့အခါတင်တင်ကတော့ဘူးအာတော့ဘူးရေဟိုပြောင်းနိုင်ကဘလို့အစားလဲဟူမေးလိုက်ရတော့ဘူးကား အဲ့ဒီဖြောင်းနိုင်ကတော့အဆက်မဲဟဲ့။ तू ကဘာနဲ့တူတယ်လဲဆိုတော့၆တိုင်တော့ကြောက်ဖြောင်းနိုင်နေတူတယ်။မာကြွကြွနဲ့။ဒါပေမဲ့ထွန်းလို့တိတ်ပြီးကောင်းနေ။ကြီးတော့ကြီးတယ်။ဖြောင်းဆက်တိတ်ပြီးမကြဘူး။ကုံအောင်လောင်းနေ။ဆိုင်တိုင်းမှာဝဲလို့မရဘူး။ तू က၆တိုင်နဲ့တည်တံ့လုပ်ပြီးရောင်းတာ။ဟူပြောလိုက်လေဤ။ထွန်းနောက်ကာလာတွင်ကရွှေညာသူထမင်းဆိုင်တို့လူတယောက်ထမင်းလာကပေးစာရန်ရောက်ရှိလာပြန်ဤ။ ထို့သူအားဒေါ်ပူကြီးကခရစ်စမတ်ဖြောင်းနိုင်ဟူပေးထားလိမ့်ဤရှေးခါကခရစ်စမတ်ကာလတွင်တုံးရအတွက်အင်္ဂလန်မှဒါရိုက်တင်သွင်းသောတပည့်တိတိချီလျာသည့်ခရစ်စမတ်ဖြောင်းနိုင်တစ်မျိုးရှိခဲ့ဘူးသည်ဆိုဤဖြောင်းနိုင်ဤအယောင်မှလည်းမိုးပြရာပန်နူရာအနီရာအဝါရာဟူ၍ရောင်းဆောင်ရှိဤဖြောင်းနိုင်ဝဲလျင်ဖြောင်းနိုင်တင်၍ထွန်းရအတွက်လက်ကင်ပါသောခွက်ကလေးများပင်အပူရရှိသည်ဆိုဤထိုလူသည့်ဤပူဆန်ခြင်းကိုအကြောင်းပြု၍ဒေါ်ပူကြီးက ခရစ်စမတ်ဖျောင်းနိုင်ဟုအမည်ပေးထားခြင်းဖြစ်၏ထို့သူ၏အမည်မှာလည်းမြမအမည်ရိုးရိုးမဟုတ်အင်္ဂလိပ်မြမကာဗျာအမည်ဖြစ်နေ၏၎င်း၏အမည်မှာဆန်နီဘာရူဟူ၍ဖြစ်၏၎င်းသည်ဥပဒုဤသားဆန်နီဖြစ်ဖွယ်ရရှိ၏၎င်းဆန်နီသည်စကားပြောသောအခါ၌အင်္ဂလိပ်စကားများညှပ်၍ပြောတတ်၏အလုံးမှလည်းရင်ကျေးသိမ်မွေ့၏များသောအားဖြင့်၎င်းဝတ်သောအဝတ်အစားမှာဘောင်းမီနက်စ်ဖို့ချက်သားဖြစ်၏ရုပ်ဤမှာလည်းဘိုးကားပြားတူနှစ်သားတူနေတော့၏ စန်နီတီနိုင်ငံခြားကုမ္ပဏီကြီးတစ်ခုမှအသေးစားကိုယ်စားလှယ်ကလေးဖြစ်၏ကုမ္ပဏီအလုပ်ဆိုသည်မှာလဲမဲမဲရရမရှိလာပြီလာကမှမူမှန်မှန်ရ၏စန်နီတီရေကူးခြင်းတန်နစ်ရိုက်ခြင်းပျော်ဝဲစားထွက်ခြင်းစသောပျော်ရွှင်ပွဲရာကောင်းသောအလုပ်များဖြစ်တာအချိန်ကုန်လျက်ရှိလေတော့၏စန်နီနောက်တွင်ထမင်းလာကပိစာသူတယောက်တို့လာပြန်၏ထို့သူမှမူယုံတယုံမှအရာရှိတအူးဟုသိရ၏အရာရှိဟုဆိုတော့လဲ လာစားအဖြစ်များလာသည်မဟုတ်သို့တော့ဂိုက်ဆိုင်ကကောင်းလာ၏ထူထူ၏အမည်မှာကိုတောင်းရွှေဟူ၍ဖြစ်၏အိန္ဒိယ၌တင်တင်ဤဆိုင်တွင်ထမင်းလာကပိစသူများ၏ဆက်ရင်ကိုပြန်လဲ၍တင်ပြရပါမည်ရေစိုးဖျောင်းနိုင်တဲ့သူသောစီအကြီးကိုအောင်သာတက်စီထုံသောဖျောင်းနိုင်တဲ့သူသောပကြီးဆရာကိုညိုဝါစိုးဖျောင်းနိုင်တဲ့သူလေခိုးရေးပါရန်ရောင်ဖြစ်နေသောဗေဒင်ဆရာကိုပါလေကြောက်ဖျောင်းနိုင်တဲ့သူသောဘူးဆက်ဆက်လူသာခရစ်မတ်ဖျောင်းနိုင်တဲ့သူသောဆန်နီပါတို့ ယခုနောက်ဆုံးရောက်ရှိလာသောအရာရှိတောင်းရှိတို့ဖြစ်၏၎င်းကိုတောင်းရှိကိုမူဒေါ်ပူကြီးကနေပူမီ၍တွန့်လိန်နေသောဖျောင်းနိုင်ဟုတင်စားခေါ်လေ၏၎င်းဖျောင်းနိုင်နှင့်တူသောယောက်ျား6ဦးအနက်ကြောက်ဖျောင်းနိုင်နှင့်တူသည့်လူမှလွဲ၍ကြံငါးဦးစလုံးသည်ရွှေညာသူတင်းတင်းအားတစီတစောင်းသို့မဟုတ်တိတိတပ်ပါပူပန်ကြလေ၏တို့ရတွင်တင်းတင်းသည်ကစီနေသောကိုအောင်သားကြီးအားမျက်နှာသာမပေးအရက်တော့လေးရှိသောပကြီးဆရာကိုညို့ကိုလည်းအယောမဝင် ဗီဒင်းဆရာကိုပါလစ်ကိုမူစိတ်ကူးတဲ့မြာမထဲကြောက်ပြောင်းနိုင်တဲ့သူတော်လူသားမှမူတင်တင်နဲ့အဆဆက်မရှိ ထို့သူကလည်းတင်တင်ကိုရှိသည်ဟူ၍ပေမထင်ထို့ကြောင့်တင်တင်ဤမြေတာပန်းကိုသူနိုင်ငံနိုင်အကြံရမည်သူဟူ၍စံနေနှင့်ကိုတောင်းရွှေသားရှိပေ၏ကိုတောင်းရွှေမှမူထမင်းဆိုင်တို့လာတိုင်းတင်တင်ဤရှိတွင်အလုံးမိများများကြတပည့်များမှလည်းမိမိကမြင်များပင်တင်ပြပေးသည်ဖြစ်စေမတက်ကြွရည်မိမိသာလျင်ပင်ပန်းရကြ ဆုံးဆင်း၍အိမ်ပြန်ခဲ့ပါလင်လေမိမိမှာတကိုယ်တကာရဖြစ်၍မိမိဘွားမှာခန်းချောက်လျက်ရှိကြောင်းပြောဆိုလေတော့ဤစနီမမူထိုးသူကမဟုတ်မိမိယနေ့မြည်သည့်နေရာသို့ပြောဝဲစားထွက်ကြမြင်များပြောကြပြောဝဲစားမှအပြန်ပကိုးသို့အရောက်တွင်ရွှေသားလန်းဖျားသို့ဝင်ရောက်ဖူးမြော်ရာပြောဝဲစားထွက်သူများသည်နှီးသားဖြစ်ပြုလုပ်ထားသောဘူးကွက်များကိုအလူအယက်ဝဲကြကြထို့ကြောင့်တင်းနှင့်အတွက်၎င်းကလည်းတရိယာကတူဘက်ဘွားထက်ရန်ဘူဝိုင်းကလေးနှင့် လဝိဇ္ဇနာများထည့်ရန်လေးတောင်ဘူးကလေးဝေလာခဲ့ကြောင်းပြောဆိုက တင်တင်အားလက်ဆောင်ပေးလိမ့်ဤခရစ်စမတ်နေ့ဆိုကခရစ်စမတ်လက်ဆောင်ပေးဤမွေးနေ့ဟူ၍မွေးနေ့လက်ဆောင်ပေးဤ၎င်းသည်မြည်သည့်အခါမှစိတ်ညစ်သည်ကိုမတွေ့ရအမြဲပြောနေသူဖြစ်ပြီးဆိုင်သို့လာလျင်လဲလီလီတချွန်ချွန်နဲ့လာလိမ့်ရှိဤတင်တင်ကလည်းစန်နီအားမျက်စိကြာပြေးနေပြီဖြစ်သည်နောက်ဆုံးတွင်စန်နီနှင့်တင်တင်တို့သည်ချစ်သူဖြစ်၍သွားကြလေတော့ဤ နားဆင်အားပေးခဲ့ကြသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ကျမ်းမာပေးခင်ကြပါစီ